ကျမတော်မူကြပါစခင်ယခုချိန်မှာစတင်ပြီးဒီကနေ့ဂျွန်နာ30ရင်းနေနေ့လည်ခင်ရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လိုက်မှာဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့မင်းလာမှာဒူပူမူကြီးအပါအဝင်စစ်ကောင်စီအရာရှိကြီး၄ဦးတိုက်ပွဲမှာတိတ်ဆုံးပြီးနောက်စစ်ကောင်စီကတမ66တမမှုဘုံမူကျဝင်းသူလင်းကိုမင်းလာကိုစီလုပ်ပြီးစစ်စင်ကြီးလုခိုင်း နိုင်နိုင်နဲ့မကင်တွင်နိုင်ရင်ယာရုမအနာပေးဖြုတ်ပယ်မယ်လို့ချင်းချောက်ခေကြောင်တင်ဆက်ပေးပါမယ်ခင်ဗျာပဲခူးတိုင်းမင်းလာမြို့နယ်မှာဒုတိယဗိုလ်မှူးကြီးများအပါအဝင်စစ်ကောင်စီအရာရှိကြီး၄ဦးတိုက်ပွဲမှာတေဆုံးခဲ့ပြီးနောက်စစ်ကောင်စီကတမချောက်ချောက်တမမှုဗိုလ်မှူးချုပ်ဝင်းသူလင်းကိုမင်းလာကိုဆင်လွတ်ပြီးစစ်စင်ရေးများလှုပ်ခိုင်းနေကြောင်းတက်တရင်ရင်းမြစ်များနဲ့တော်လန်ရင်တရင်ရင်းမြစ်များထံကနေသိရှိရပါတယ်ဇွန်လ16ရက်နေ့ညနေ၄နာရီခန့်အချိန်မှာ မင်းလာမြို့နယ်အုတ်တွင်းရွာအနီးမှာရှိတဲ့အကျန်းဖတ်စစ်တပ်ရဲ့စစ်ကွင်းတာဇုံစစ်ဆေးရေးဂိတ်ကိုတော်လန်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရမှာရင်းတိုက်ပွဲအတွင်းအကျန်းဖတ်စစ်တပ်ဘက်မှတာယာဝရီခိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင်အုပ်ဖို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဗိုလ်မှူးဖြိုမင်ဦးတာယာဝရီခိုင်ခိုင်ဒုတိယရဲမှူးကြီးစိုးခိုင်မင်းလာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဗိုလ်မှူးရန်နိုင်အောင်အပါအဝင်စစ်တပ်ဘက်မှ20ဦးထပ်မံတည်ဆုံခဲ့ပါတယ်။ အဲ့ဒီလိုတည်ဆုံးပြီးနောက်တမချောက်ချောက်တမမှုဗိုလ်မှူးချုပ်ဝင်းတူလင်းကိုနေပြည်တော်စေယုံကမင်းလားမြို့နယ်ကာလာရတက်ကိုစေလွတ်အခြေပြုပြီးစစ်ကြောင်းများနဲ့မင်းလားမြို့နယ်အတွင်းမှာရှိတဲ့ဘကူးရုံးမှာစစ်စင်ရေးကိုလှုပ်ဆောင်ခိုင်းကြောင်းစစ်ကြောင်းတစ်ခုကိုစစ်ရင်အား900နဲ့စစ်ကြောင်း3ခုကိုတက်မ6 6တက်မမှုပုံမှုချုပ်ဝင်းတူလင်းကစီမံကုတ်ကဲပြီးစစ်ကြောင်းထိုးခိုင်းနေကြောင်းသိရှိရပါတယ်။ PDF အခြေပြုရောဆိုရင်ဘာမှမချန်နဲ့ အကုံရှင်းဆိုပြီးဗိုလ်မှူးချုပ်ဝင်းတူလင်းကအမိန်ပေးတယ်။နောက်ပြီးရွာတွေကိုမီးတင်ရှို့တာအပြင်လက်နက်ကြီးတွေနဲ့ပစ်ခတ်တာလေကြောင်းတိုက်ခိုက်တာတွေလည်းတောက်လျှောက်ရှိလိမ့်မယ်။မင်းလောက်ကိုနေမီရှင်းနေမှုစစ်စင်ကြီးလုပ်နေတာလို့စစ်ဘက်သတင်းအရေးမြစ်ကပြောဆိုပါတယ်။တမ66တမမှုဗိုလ်မှူးချုပ်ဝင်းတူလင်းဟာစစ်တပ်ကတို့ DSC အပတ်စဉ်39ကြောင်းစဉ်ဖြစ်ပြီးမင်းလောက်မြို့နယ်မှာနေမီရှင်းနေမှုမပြုတ်လုံနိုင်ပါကစစ်ကောင်စီက၎င်းရဲ့ယာတို့မှအနာပေးသည့်အထိအေးအေးယူမယ်လို့ဖိအားပေးထားကြောင်း တို့ကြောင့်ဗိုလ်မှူးချုပ်ဝင်းတူလင်းကိုရင်စစ်စင်ရေးနေမည်အတွင်းမှာရှိတဲ့ခလာရတက်မှာအခြေပြုပြီးစစ်ကြောင်းများကိုစီမံခန့်ခွဲကုတ်ကဲနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အခုနောက်ပိုင်းစစ်ကောင်စီထိပ်ပိုင်းကနေမည်တွေကိုပြန်ရဖို့တာဝန်ပေးတဲ့အခါမှာမရှင်ကြဆုံးရင်ယာရုဖြုတ်မယ်ဆိုတာမျိုးတခါတည်းရစတဲ့မှာပြတာနေမည်တွေအထိစင်ခံပြီးစစ်စင်ရေးကိုကုတ်ကဲခိုင်းတယ်။ဒါကနည်းနည်းပြောင်းလဲသွားတဲ့မဟာပြူဟာလို့ပြောလို့ရတယ်လို့တက်တဲ့ရင်အရှိမြစ်ကဆက်လက်ရှင်းပြပါတယ်။ မင်းလာချေဆိုင်တော်လိုင်းရဲ့တရင်ရင်းမြင့်များကလည်းစစ်ကောင်စီကမင်းလာမြို့နယ်အတွင်းကိုအလုံးအရင်းနဲ့ဂျိုးစစ်စင်နေရမှာကြီးရွာစေကုနိဘာကိုလည်းမိရှုဖြစ်စည်းခြင်းလက်နက်ကြီးများနဲ့ပြစ်ခတ်ခြင်းပြည်သူများကိုတပ်ဖြတ်ခြင်းများလှုပ်ဆောင်နေကြောင်းပြောဆိုကြပါတယ်။မင်းလာရဲ့စည်ရေးအခြေအနေကအရန်ကိုတင်းမာနေတယ်။ပြည်သူတွေလည်းထောင်ချီစစ်ရှောင်နေရတယ်။အခြေအနေကအရန်ဆိုးနေတယ်လို့မင်းလာမြို့နယ်အခြေဆိုင်တော်လိုင်းရဲ့တရင်ရင်းမြစ်ကရှင်းပြပါတယ်။ အကြံဖတ်စစ်ကောင်စီကဇွန်လ19ရက်နေ့မှစတင်ပြီးမင်းလာမြို့နယ်အတွင်းကိုစစ်ရင်အားအလုံးအင်းနဲ့စစ်ကြောင်းထိုးလာနေခြင်းဖြစ်ပါတယ်ခင်ဗျာထက်မှတ်သိရှိရတဲ့သတင်းကတော့ကြောင်မဲမြို့ကိုယမန်နေ့ညပိုင်းကစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံရှစ်လုံးထက်မှနဲ့ကြေးချခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကတင်ပိုက်ထားတဲ့ကြောင်မဲမြို့ကိုစစ်ကောင်စီတပ်ကယမန်နေ့ညပိုင်းမှာလေရင်နဲ့ဘုံရှစ်လုံးထက်မှနဲ့ကြေးချခဲ့ကြောင်းဒေသပြည်သူများကပြောဆိုကြပါတယ် ယမန်နေ့ည8:35မိနစ်အချိန်တွင်၎င်းည8:40မိနစ်အချိန်တွင်၎င်းည8:53မိနစ်အချိန်တွင်၎င်းစစ်ကောင်စီတပ်ရဲ့လေယာဉ်များကဘုံများကျေချခဲ့ကြောင်းကြောင်မဲမြို့တောင်နောက်လေကွင်းနဲ့အမှတ်ကွန်းရက်ကွက်ကောက်ကွင်းနားမှာရှိတဲ့တိုက်အဆောက်အုံများပေါ်ကိုကြားရောက်ပေါက်ကွဲခဲ့ကြောင်းလက်ရှိအချိန်ထိထိခိုက်သေးဆုံးမှုအခြေအနေနဲ့ပျက်စီးမှုအခြေအနေကိုတော့မသိရှိရသေးဘူးလို့ဒေသပြည်သူများကပြောဆိုကြပါတယ်ပြည်သူတွေကို နေရောညပါစစ်တပ်ကလေကြောင်းတိုက်ခိုက်နေတာပါ ကြောင်မဲမြို့ပေါ်မှာပြည်သူတချို့တော့မနေရဲလို့စရှောင်ကြပြီးတမင်နေလို့မရအောင်ဘုံကျင်းနေတာလို့တတ်မှတ်လို့ရပြီလို့ဒေသပြည်သူတအူးကပြောဆိုပါတယ်။ယမန်နေ့ဇွန်လ29ရက်နေ့မွန်းလယ်2:30မိနစ်အချိန်မှာကြောင်မဲမြို့တရက်ကွက်ပင်လုံလန်းကံမောစာရှမ်းကြောင်အနီးကိုစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲချခဲ့ရမှာအမျိုးသား2ဦးနဲ့အမျိုးသမီး3ဦးစုစုပေါင်းပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတအူးမှာအသက်အန္တရာယ်ဆိုရင်ရကြောင်ဒေသပြည်သူများကပြောဆိုကြပါတယ်။ စစ်ကောင်စီကဇွန်လ29ရက်နေ့နဲ့ဇွန်လ24ရက်နေ့တို့မှာလဲကြောင်မဲမြို့ပေါ်ကို လေရင်နဲ့ဘုံကျဲချခဲ့တဲ့အတွက်ပြည်သူ၅ဦးသေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်ခင်ဗျာဆက်လက်သိရှိရတဲ့သတင်းကတော့ရန်သူတရင်ပေးမဖြစ်ရင်ရဲဘော်များစင်ကြင်ရန် KNDF 2စီဦးစီးချုပ်မာဝီတရီပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရန်သူတရင်ပေးမဖြစ်စေရေးအတွက်ရဲဘော်များစင်ကြင်ဖို့ ကရင်နီမျိုးသားများကာကွယ်ရေးတပ် KNTF ဒုတိယစစ်ဦးစီးချုပ်မာဝီက၎င်းရဲ့လူမှုကွန်ရက်မှတဆင့်ယနေ့တတိပေးလိုက်ပါတယ်။ရဲဘော်တို့မဖြေနဲ့တတိမလုံနဲ့တတိတတိမပေးစီနဲ့တတိလို့ခေါင်းစဉ်နဲ့ရန်သူဟာမိတ်ဆွေရောင်ဆောင်တက်ပြီးဝစ်စုံဖို့တမင်းပို့နဲ့အခြားလူအပ်တင်များကိုပံ့ပိုးကစီယုံလေးရှိတယ်လို့យေတာထားပါတယ်။အဲဒီအနက်စိတ်ရင်းဖြင့်ပေးတဲ့တော်လန်အချိုးကိုကြည့်သူများမှာချွင်းချက်ဖြစ်ကြောင်းအသိပေးထားပါတယ်။အချိုးကရန်သူပါ အဲ့ဒီလိုပံ့ပိုးပေးပြီးအပြည့်အပိုင်မင်းတို့ငါတို့ကိုဝယ်ထားတယ်လို့လှုပ်သွားမယ်မင်းတို့ငါတို့ကိုသူ့ပေးထားတော့သူ့တရင်တွေမေးမယ်လက်နဲ့ကြည့်ပေးမှကြလေရင်ပေးမှချင်းဗနေရောက်တည်စသဖြင့်သူတို့လှုပ်ရက်ကိုပြန်ထောက်လန်တာအဲ့တော့မင်းတို့ငါတို့ကလည်းကိုယ့်ကိုပံ့ပိုးနေတဲ့သူပဲဆိုပြီးအကုန်ဖြီးအင်းနာမှာဘယ်လူကြီးနေတာဘယ်တရင်ရှိတာဘယ်အဖွဲ့နဲ့နေတာဘုံကြတာကမီတာ90လောက်မီတာ100လောက်ကျော်သွားလို့ပါညာအဲ့မှာတရင်ပေါက်ပြီးရန်သူကတည်သွားပြီး နောက်တစ်ခါတိုက်ခိုက်ရောထပ်ပြီးထိခိုက်ကြရောလို့မာဝီကပြောပါတယ်ထောက်ပို့ရဲဘော်များအနေနဲ့လည်းသတိရှိဖို့လိုပြီးမိမိတဲ့ရင်းကရှေ့တန်းသွားရမယ့်သူများအတွက်မူးကဖက်နဲ့လိုအပ်ချက်ကိုအကူအညီတောင်းခံရမှာလူအကြီးအတွက်နဲ့စစ်ပွဲနေရအချိန်များကိုသတင်းပေါက်ကြားနိုင်ကြောင်းဖော်ပြထားပါတယ်အချို့ကလာလိမ့်မယ်ရှေ့တန်းဘေနီယာအတွက်ဟင်းလေးလှူခြင်းလို့ထမင်းကျွေးခြင်းလို့လူဦးရေဘလောက်ရှိပြီလဲဆိုတာမျိုးမင်းတို့ငါတို့လည်းရှေ့မှာထမင်းဟင်းမကောင်းတော့ဝမ်းတာပြီး ဘယ်နေရာရှိတန်းမှာတော့လူပဲလောက်ရှိတယ်။နောတကောင်မလောက်မှာဝတ်တကောင်မလောက်မှာဆိုပြီးလို့အဲ့ဒီမှာတည်င်းကပေါက်တချို့ဆိုစားနေတဲ့တပ်ပုံအောင်တောင်းနေမယ်လို့ KNDF ဒုတိယစစ်ဦးစီးချုပ်ကပြောပါတယ်။ရန်သူစစ်ကောင်စီဟာကြက်သိန်းပေါင်းများစွာတုံးနိုင်တဲ့အဖွဲ့အစည်းဖြစ်ဒီကိုမမေ့လျော့ရန်နဲ့တည်င်းရရန်အတွက်ကြက်သိန်း90မှ900အထိလဲလှူနိုင်ပေးနိုင်ကြောင်း၎င်းကဆက်ပြောပါတယ်။မင်းတို့ငါတို့က ုကိုစေကနန်းလောက်ပြေးလိုက်တာနဲ့တော်တော်ရင်းရင်းနှီးနှီးလှုပ်ကြတယ်တအားကိုခင်ပလိုက်တယ်တချို့ဆိုအရာရာတွေတိုင်းအဲ့လူတွေကိုပြောပြတိုင်ပင်ကြဖြစ်ကုန်တယ်အဲ့လိုနဲ့ရန်သူကမင်းတို့ငါတို့ကိုဝယ်ပြီးသွားပြီဘယ်လောက်များများပန့်ပိုးထားတဲ့သူမလို့ဆိုပြီးငါတို့ကဘာမှပြောပြစရာမလိုဘူးလို့မာဝီကတတိပေးရှင်းပြပါတယ်လူလူတည်တည်တိတိုက်တဲ့အချက်လက်များကိုတော့မိသည့်အကျိုးမှမမျောပဲအတိပေးရမှာဖြစ်ကမိမိလောက်ရကြောင့်တရင်များမပေါက်ရန်နဲ့တော်နိုင်ရေးကိုမထိခိုက်စေရန်ဖော်ပြပါတယ်။ အပေါ်မှာရေးထားတာတွေကအမှန်တကယ်တော်လန်စင်ရင်ရှိကြသူတွေကိုမဆိုလိုပါဘူး။တကယ်ဆိုအမှန်တော်လန်ထောက်ပံ့နေသူတွေကိုတောင်စီအစဉ်စစ်နဲ့ပြောတင်တဲ့လောက်ပဲပြောတင်တဲ့လောက်ပဲပြောပြပြရမှာဖြစ်တယ်။နောက်တစ်ခုကတိုက်ပွဲကမပြီးသေးဘူး။ live ပေါ်မှာကိုပြစ်နေတဲ့ဗီဒီယိုတွေကိုနေတဲ့နေရာတွေမှာ TikTok ဆော့တာတွေကိုဘယ်လိုစားနေရအိတ်နေရဆိုတာတွေကိုတင်တာတွေသတိရှိပါ။ရန်သူကအဲ့ဒါတွေကိုတေချာလိုက်ကြည့်ပြီးဒီနေရာကိုဘယ်လိုတိုက်ရင်ရတယ် ဘယ်ဘုံနဲ့ကျဲမှပြုံမယ်လူပနေရောက်လောက်နဲ့ထိုးမှရမယ်ဆိုတာမျိုးပြန်တွက်ချက်နိုင်ပါတယ်လို့မာဝီကရှင်းပြပါတယ်တိုက်ပွဲများမှာနာမည်ရထားသူတချို့ကိုလည်းရန်သူကစောင့်ကြည့်နေမှုကြောင့်မိမိအတော်လာများကိုလူမှုကွန်ရက်မှာမပေါ်ပြရန်နဲ့ကိုကိုကိုတော်မတိပဲရန်သူတရင်ပေးမဖြစ်စေရေးစင်ရင်ကြရန်တိုက်တွန်းထားပါတယ်တရင်တိုင်းကိုရိတ်ခါရှာခွင့်ပြုတဲ့အချိန်မှာထောက်ဖို့ရဲဘော်အချို့ကတော့ထောက်ဖို့ပြည်သူတွေအားရှိအောင်ဒါမှမဟုတ်အလန့်ဟတ်တဲ့အတုံးမပြုတ်တော့ကိုပြဖို့အတွက် တိုက်ပွဲအချို့အကြောင်းနဲ့ထိခိုက်တာတွေကိုပြသလေရှိတယ်။နောက်မြေပြင်ရဲဘော်အချို့ဆိုလဲသူတို့ရဲ့ညီအကိုမိဖက်တွေကြားတဲ့အခါဝန်းနေစွန်နဲ့ပေါ်ပြကြတာကိုစစ်ကောင်စီဘက်ကထောက်လန်းပြီးထက်ဆင့်ပေါ်ပြတာတွေစီရေးအရာအကောင့်ထဲပေါ်တာတွေရှိတယ်။ဒါကြောင့်သူမာဝီအနေနဲ့တတိပေးစကားပြောလာတာလို့မြင်တယ်လို့ဂရီနီစစ်ဘက်သတင်းရင်းမြစ်တအူးကလူလူຫນွေအူးကိုပြောပါတယ်။လက်ရှိမှာမိုးပြေဖေခုံလွိုက်ကွန်နဲ့ ဖားဆောင်တို့မှာစစ်ကောင်စီနဲ့ကရင်နီတပ်ပေါင်းစုများတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ချင်းဖိုက်တာဂျိုရှူအာဗန်အောင်ပွဲကိုချင်းမျိုးသားတပ်ဦး CNF ဂုံပြုတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာချင်းဖိုက်တာဂျိုရှူအာဗန် UFC ပြိုင်ပွဲမှာ flyweight တန်းကဘာအဆင့်၁ Brandon Rivera ကိုအနိုင်ရရှိခဲ့မှုအောင်ချင်းမျိုးသားတပ်ဦး CNF ဂုံပြုတ်ကြောင်းတဝန်လောထုတ်ပြန်ခဲ့ပါတယ်မြန်မာပြည်ပွားချင်းလူငယ်ဗန်ဟာ American နိုင်ငံ Nevada ပြည်နယ် လက်စ်ဗီဂတ်စ်မြို့မှာယနေ့ကျင်းပနေတဲ့ UFC 317 flyweight တန်းအဆင့်1ဖြစ်သူ American နိုင်ငံသား Rival နဲ့ရှင်ပြိုင်ထိုးသက်ခဲ့ရမှာအမှတ်ဖြစ်အနိုင်ရရှိခဲ့ပါတယ်။ဒုနိုင်ငံသားတယောက်အနေနဲ့ဂုဏ်ယူမဆုံးဘူး။နိုင်ငံကိုအမျိုးကုံကိုမြင်မာမြင့်တင်အောင်ဆောင်ကျင်းပေးသူပါ။အမျိုးကုံဇာတိကုံအတွက်ရှေ့ဆက်ကြိုးစားပေးစီခြင်းတယ်လို့ CNF ပြောရေးဆိုခွင့်ရှိသူ Slide Tech ကပြောပါတယ်။အသက်23နှစ်အရွယ် The Fearless လို့အမည်ပေးထားတဲ့ Van ဟာ Brandon Rivera ကိုအနိုင်ရပြီးနောက် UFC Flyweight and Champion ကပတ်စင်ကိုကွင်းကိုရရှိခဲ့ပြီးဖြစ်ပါတယ်။ Van Nate Rivera တို့ပွဲစဉ်မှာ UFC 317ရဲ့အကောင်းဆုံးပွဲဖြစ်သတ်မှတ်ခံရပြီး Fighter နှစ်ဦးစလုံးကို အပိုစုကြီးဒေါ်လာ9000စီရရှိခဲ့ပါတယ်။ Van Ha Champion စင်ကိုပွဲကိုလက်ရှိ Champion Pantu Ja နဲ့ထိုးသက်ခွင့်ရမှာဖြစ်ပါတယ်။နိုင်ငံတော်နဲ့ချင်းမျိုးသားဂုံကိုဆောင်ချင်းပေးခဲ့သူဂျိုရှူအာဖန်ရဲ့အောင်မြင်မှုကိုချီးကျူးဂုံပြုကြောင်း CNF ကထုတ်ပြန်ခဲ့ပြီး ၎င်းရဲ့အနာဂတ်ခရီးဆက်လက်တောက်ပလျက် The Fearless ဟူသောအောင်မြင်မှုတရဖူအလီလီစုခူးနိုင်ပါစေလို့ဆန္ဒပြုဖော်ပြခဲ့ပါတယ်။ Joshua Van တိုင်းပေါင်းစုံ MMA ပြိုင်ပွဲများအနက်နာမည်အကြီးဆုံးပြိုင်ပွဲဖြစ်တဲ့ UFC ပြိုင်ပွဲမှာပထမဆုံးရှင်ပြိုင်ခွင့်ရတဲ့မြန်မာ fighter တဦးလေးဖြစ်ပါတယ်။ချင်းတိုင်းသား Van မြန်မာပြည်ပွားချင်းတိုင်းသားဖြစ်ပြီး American နိုင်ငံကငွေစင်ကလေးကမိသားစုနဲ့အတူပြောင်းရွှေ့အခြေချနေထိုင်သူဖြစ်ပါတယ်။ ဗဟန် UFC ပြိုင်ပွဲများမှာအောင်ပွဲခံတိုင်းမြန်မာနိုင်ငံအလံနဲ့အောင်ပွဲခံလေးရှိပါတယ်ခင်ဗျာထပ်မံတင်ဆက်ပေးခြင်းတဲ့သတင်းကောင်းကတော့ရင်းနှံကျောင်းမြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရမှာအရာရှိတဦးသေဆုံးပြီးဆောက်ကဆအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမကွေးတီတာရင်းနှံကျောင်းမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုတော်လရင်တပ်ဖွဲ့တွေကဇွန်လ26ရက်နေ့မှာမိုင်းထောင်ပြီးတိုက်ခိုက်ခဲ့ရမှာအရာရှိတဦးသေဆုံးပြီးဆက်ကဆတပ်ဖွဲ့ဝင်အများပြဒဏ်ရာရခဲ့တယ်လို့သိရှိရပါတယ် ဂွေကုံဝက်ချုပ်လမ်းမတစ်ဆင့်ဇော်လ25ရက်နေ့မှာဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းဟာတရတော်ကြီးရွာမှာညအိတ်ခဲ့ပြီးနောက်ဇော်လ26ရက်နေ့မှာစစ်ကြောင်းထိုးဝင်ရောက်လာစဉ်ချင်းကြီးရွာအနီးမှာပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေထောင်ထားတဲ့မိုင်းထိမှန်ခဲ့တာကြောင့်အရာရှိတအုပ်သေးဆုံးပြီးစက္ကဆတပ်ဖွဲ့ဝင်အများပြားဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာချင်းကြီးရွာမှာဝင်ရောက်ညအိတ်ပြီးပြည်သူပိုင်တံမိုးကြီးပစ္စည်းတွေကိုခိုးယူတေဆောင်သွားကြောင်းနဲ့ ဇွန်လ29ရက်နေ့မနက်ပိုင်းမှာရင်းနှံကျောင်းမြို့ကိုပြန်လည်ဆွတ်ခွာသွားတယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီတိုက်ခိုက်မှုကို People's Defense Force ရင်းနှံကျောင်း YNG PDF ရင်းနှံတော် column တမမီ special column နဲ့အင်ဒိုတိုက်နယ်ပကဖာတို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ YNG PDF ကသတင်းထုတ်ပြန်ထားတာတွေ့ရှိရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လင်းရေးသတင်းတွင်းများနဲ့ပြန်လာခဲ့ပါမယ်မြမပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြဲဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ